ီနေ့မှာကျွန်တော်တင်မောအစာထိုးခွဲစိတ်မှုအကြောင်းကိုကျွေးနွေးခြင်းပါတယ်တင်မောအစာထိုးခွဲစိတ်မှုဆိုတာပါလေအမည်အတိုင်းပဲကျွန်တော်တို့ဟာပျက်စီးနေတဲ့တင်မောအစ်စ်ကိုအတူအစ်စ်နဲ့အစာထိုးမှာဖြစ်ပါတယ်ဒီတင်မောအစာထိုးကိုပဲချိန်နေပြီမှာလောက်ကြတယ်လေတခုကတော့တင်မောအစီရဲ့ပထမဆုံးအယိုးအစီယောဂဖြစ်ပြီးအစစ်ပျက်စီးမှုကြောင့်လူနာရင်းအလွန်ကြိုက်ခဲမှုရှိပြီးရေချိုးခြင်းအင်ဂျီဝစ်ခြင်းစသဖြင့်အခြေခံလုံဆောင်ချက်များကိုမလုပ်နိုင်တော့ပါ နောက်ထပ်အခြေအနေတစ်ခုကတော့တင်မောအစီရရှုပ်ထွေးတဲ့အကွဲမှုများဖြစ်ပြီးပုံမှန်နီးလက်များဖြစ်တဲ့ပကံတက်ခြင်းတို့မဟုတ်တန်ချောင်းတက်ခြင်းနဲ့မကူတာနိုင်တဲ့အခြေအနေဖြစ်ပါတယ်။နောက်ထပ်အခြေအနေတစ်ခုကတော့တင်မောအစီရကြွတာများပြန်မပြေနိုင်အောင်ပြိုကွဲသွားတဲ့အခြေအနေဖြစ်ပါတယ်။ဒီအခြေအနေများအားလုံးမှာပြဿနာကရှုပ်ထွေးတဲ့အကွဲမှုဖြစ်စေတင်မောအစီရကြွတာပြိုကွဲမှုဖြစ်စေတို့မဟုတ်ပထမဆုံးအရိုးအစေရောဂါဖြစ်စေလူနာတွင်အဓိကနှစ်ခုသောပြဿနာများရှိပါလိမ့်မယ်။အခုကတော့ပြင်းထန်သောနာကျင်မှုနဲ့တင်းကျပ်မှုဖြစ်ပါတယ်။ ဒါကြောင့်တင်မောအစာထိုးခြင်းကိုပြုလုပ်ခြင်းဖြင့်နာကျင်မှုနှင့်တင်းကျပ်မှုကိုဖယ်ရှားပစ်နိုင်ပါတယ်။ဒါကြောင့်လူနာသည်ခွဲစိတ်ပြီးနောက်ကောင်းမွန်သောတည်ငြိမ်မှုနှင့်လှုပ်ရှားနိုင်စွမ်းဖြင့်ပုံမှန်လှုပ်ရှားမှုများကိုပြန်လည်လှုပ်ဆောင်နိုင်ပါသည်။နောက်ဆုံးပေါ်တင်မောအစာထိုးခွဲစိတ်မှုတွင်ရရှိနေသောတိုးတက်မှုများမှာ၃စီမံကိန်းရေးဆွဲခြင်းနှင့်၃ပုံနှိပ်ခြင်းဖြစ်ပြီးခွဲစိတ်မှုမပြုလုပ်မီလူနာဤစကင်ကိုရယူပြီးတင်မောအစစ်တစ်ခုလုံးကို၃မော်ဒယ်ပြုလုပ်ခြင်းဖြစ်ပါသည်။၃စီမံကိန်းရေးဆွဲခြင်းကြောင့် Guanoid နှင့် Humorous ပေါ်ရင်တက်ဆင်သောအစိပ်ပိုင်းများ၏ကြီးကြပ်မှန်ကန်မှုသည်တည်ပြည့်စုံသောကြောင့်လူနာ၏ရလဒ်များဒီဒီကွန်ပျူတာစီမံကိန်းရေးဆွဲခြင်းနှင့်တုံးတပုံနှင့်ဤပညာကိုအသုံးပြုခြင်းဖြင့်ပုံမကောင်းမွန်လာပါသည်။ဒါကြောင့် policy ရုံများတွင်ကျွန်ုပ်တို့သည်ဒီခေတ်မီဤပညာကိုလူနာတဦးချင်းစီအတွက်ထူးခြားသောပြုစုဆောင်ရှားမှုနှင့်ပေါင်းဆက်ပြီးလူနာများအတွက်အကောင်းဆုံးရလဒ်များရရှိစေရန်ကူညီပေးပါသည်။